စစ်ကောင်ရှင်တက်တဲ့တော်လှန်ရေးတပ်ပေါင်းစုတို့တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာတည်ဆုံးသူဒဏ်ရာရသူအများစုဟာအေရဝတီတိုင်းကပြည်သူစစ်မှုတမ်းများတာဖြစ်တယ်လို့တည်ဆုံးသူအချို့ရဲ့မိသားစုဝင်တွေကနေသိရပါဗျ။အဆိုပါပြည်သူစစ်မှုတမ်းတွေကိုအတိကံတက်ခိုင်းပြီးအရာရှိနဲ့ရခင်စစ်သားဟောင်းတွေကနောက်တန်းကနေညွှန်ကြားနေတယ်လို့ပြည်သူစစ်မှုတမ်းရဲ့မိသားစုဝင်တွေက ပြောပါဗျ။စစ်မှုတမ်းတွေကိုရှေ့မှာထားပြီးတိုက်တာအရာရှိနဲ့တကယ်စစ်သားအစ်စ်တွေကနောက်တန်းမှာနေတာ အတင်းပစ်ခိုင်းတာမပြင်းရင်လည်းအယိုက်ခံရတယ်။ကလေးတွေမှာရွေးချယ်စရာမရှိဘူး။ထွက်ပြေးဖို့လည်းဘလို့မှမလွယ်ဘူး။ကြောက်တော့လည်းသူတို့ခိုင်းတာလောက်ရတယ်လို့အယောက်တိုင်းအတွင်းအရမတသားသည့်စူးစောင်းခံရသူရဲ့မိခင်ဖြစ်သူကအယောက်တိုင်းကိုပြောပါရတယ်။ဒဏ်ရာရချီပြက်လက်ပြက်စစ်မှုဒဏ်တွေကိုစစ်ကော်မရှင်တပ်ရဲ့တပ်စည်းရုံတွေမှာလုံခြုံရေးအပြည့်နဲ့ကုသပေးထားပြီးမိသားစုဝင်တွေစီကိုဆက်သွယ်ခွင့်မပြုဘူးလို့သိရပါရတယ်။တိုက်ပွဲထွက်မယ်ဆိုရင်လည်းကြိုတင်မပြောဘူး။ဘယ်ကိုလွှတ်မယ်မပြောဘူး။ အထုတ်ပြင်ကားပေါ်တင်အတင်းတက်ခိုင်းပြီးသူတို့တွတ်ချင်တဲ့နေရာကိုလွတ်တာ ဖုံးလဲမကန်ရတော့ဘူးတေးတယ်တန်းရတယ်ဆိုမှတိုင်ရင်မှုကအိမ်ကိုအကြောင်းကြားပေးတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းတအူးကအေယာဝတိုင်းကိုပြောပါတယ်လက်ရှိမှာအေယာဝတိုင်းအတွင်းရှိမြို့နယ်တွေမှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုနဲ့စစ်ကောင်မရှင်တပ်တို့ပူးပေါင်းကအဓမ္မပြည်သူစစ်မှုထမ်းစုဆောင်းလျက်ရှိတဲ့အပြင်လူငယ်အချို့မှလည်းပျောက်ဆုံးမှုများရှိနေပြီးစစ်တပ်နိုင်ငံကြောင်ကိုပို့ဆောင်ခံနေရတယ်လို့စုံစမ်းသိရှိရပါတယ် စစ်ကောင်ရှင်တပ်ရဲ့ပြည်သူ့စစ်မှုထမ်းအပတ်စဉ်စခွန်ကိုလည်းပြီးခဲ့တဲ့စက်တင်ဘာလ15ရက်နေ့ကဖွင့်လှစ်ခဲ့ကယခုအခါစစ်တင်နှံပေးနေပြီးတင်းနှံပြည်ဆောင်တဲ့အပတ်စဉ်တွေကိုတိုက်ပွဲဖြစ်ပွားရာဒေသတွေကိုပို့ဆောင်လျက်ရှိပါတယ်။အေရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့အမှတ်3လေးလေးအမြောက်တပ်အမတ်တ3လေးလေးနီးကကျေးရွာတွေမှာတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့သိရပါတယ်။ရေကြီးမြို့နယ်တွင်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့ကစလို့ နှစ်ဖက်အပြန်အလှန်ပြစ်ခတ်တံတွေထွက်ပေါ်လာပြီးတိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။လက်နက်ငယ်ပြန်လည်ပြစ်ခတ်တံတွေကြားရတယ်။ဒရုန်းဘုံးတွေလည်းကျဲတယ်။ပြီးခဲ့တဲ့တစ်ပတ်အတွင်းကပဲလေရင်နဲ့ရေကြီးရွာတွေဘက်ကိုကျဲခံရတယ်။တိုက်ပွဲပြန်ဖြစ်နေပါတယ်လို့ရေကြီးဒေသခံတူက ARD Times ကိုပြောပါရယ်စစ်ကောင်မရှင်ကပြီးခဲ့တဲ့စက်တင်ဘာ18ရက်မနက်3:00လောက်ကစပြီးတော့ရေကြီးရှိငှက်တိုက်မြက်တူ စီစုံကုန်းကျေးရွာတွေကိုလေချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်မရှင်ဟာအရခတက်တော်အေးနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေခိုလုံခွေမရရှိစေဖို့ရေကြီးမြောက်တန်ကြီးကကျေးရွာတွေကိုဩဂတ်စ်လနောက်ဆုံးဘက်ကစတင်ပြီးပြောင်းရွှေ့ခိုင်းထားတယ်လို့သိရပါတယ်။ရေနသားစစ်စေးခိမ့်နဲ့ငတိုင်းချောင်းလမ်းတလျှောက်မှာလဲကာကင်းစခန်းငယ်တွေတိစောက်ထားကစေရေးပြင်ဆင်ထားပြီးအမြောက်တက်သုံးလေးလေးအတွင်းကိုကြီကဝစ်ဆောင်အပြည့်ဝစ်ဆင်ထားတဲ့ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုစစ်သုံးကားကြီးတွေနဲ့ခေါ်ယူအင်အားဖြည့်ထားတယ်လို့ဒေသခံတွေစီကသိရပါတယ်။စစ်ကောင်မရှင်ကလေးမျက်နှာအဆက်ရှိဆက်ဆက်ယိုရွာမှာလဲစစ်ကြောင်းထိုးအင်အားဖြည့်နေတဲ့အတွက်အေအေပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေရှိနေတယ်လို့သိရပါတယ်။အီယောင်ရီတိုင်းကြံငင်းမြို့နယ်မှာစစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကိုလိုင်းချေပေးပြီးခွင့်ပြုချက်ယူပြီးလောင်ကစားပွဲတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ ကြံငင်းမြို့နယ်တွင်ရှိဘန်းကုန်းကျေးရွာရှိကန်းဆက်တောင်ပြင်မှာဂျင်းဝိုင်းကျက်ဝိုင်းတွေကိုနေ့စဉ်ပြုလုပ်နေတာပါတကယ်ပွဲတော်ကြီးကြနေရပဲစားတောက်ဆိုင်တွေတောင်လာဖွင့်ထားကြတယ်လောင်ကစားသမားတွေလည်းနေအဆုံကလာကြတယ်လို့ဒေသခံတူက ERN Times ကိုပြောပါတယ်အဲ့ဒီလောင်ကစားဝိုင်းတွေကိုရဲတပ်ဖွဲ့ကနှုတ်ထွက်ထားသူတူကဥဆောင်ပြုလုပ်နေတာဖြစ်ပြီးမြို့နယ်အဆင့်တာဝန်ရှိသူတွေကိုလမ်းစဉ်လိုင်းကျေးတာဝန်ယူပေးနေတယ်လို့သိရပါတယ် ဒါအပြင်ကြံငင်းမြို့နယ်ပိုင်းတွေကဘယ်ရဲမြို့မှာလဲလောင်စားလုပ်ငန်းတွေကိုလုတ်ကင်ခွင့်ပြုထားတယ်လို့ဒေသခံတွေက ARD Time ကိုအရင်လောက်ကသတင်းပေးပို့ခဲ့တာကြောင့်ဖော်ပြခဲ့ပါတယ်။ ARD တိုင်းတွင်းရှိမြို့နယ်တွေမှာစစ်ကောင်မရှင်လောက်ခံရဲတွေကိုယ်တိုင်ကအရက်သားတွေကိုမတရားပုံမှတ်တက်ဖမ်းဆီးကအကြက်ကင်ငွေညစ်တာလောင်စားဝိုင်းနဲ့မွေးရစေးရောင်းတာတည်ယူပေးတာတွေကိုလုဆောင်နေတယ်လို့သိရပါတယ်။ အေရီတိုင်းအင်္ဂဗုံမြို့နယ်တွင်ရှိကျေးရွာအချို့မှာစက်တင်ဘာဒုတိယပတ်ကစတင်ပြီးတော့ပြည်သူစစ်မှန်တင်းနှံတက်ဖို့အတွက်ကျေးရွာတရွာကို9ရောက်နှုံးနဲ့စစ်ကောင်စီကတောင်းခံနေတယ်လို့သိရပါတယ်။ကျေးရွာအုပ်စုချို့မှာအသက်35နှစ်အထက်မျိုးသားချို့ကိုရွေးချယ်ပြီးပြည်သူစစ်တင်းနှံတက်ဖို့ဖောင်ဖြည့်ခိုင်းနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။တလောင်းကိုအနှဲကျတဲ့ရွာက9ရောက်စီတင်းနှံလှုပ်ပေးရမယ်ပြောတယ်။ ဒေတာတွေမှပဲလုံခြုံရေးလှုပ်ရမယ်လို့တော့ပြောတယ်လို့ဒေတာကန်တူက ERI Times ကိုပြောပါရယ်အင်ကပုံမြို့နယ်တောင်စင်တမယာကုန်းကျပောင်ကုန်းကြီးပင်ကြောက်တလုံးပိနေကွင်းကျေးရွာတွေမှာပြည်သူစစ်တင်းနှံပို့ဖို့လူရွေးချယ်ဖို့မြို့နယ်စစ်ကောင်စီကကြိုတင်အကြောင်းကြားထားတယ်လို့သိရပါရယ် ERI တိုင်းတွင်းရှိမြို့နယ်ချို့မှာအရခတက်တော်နဲ့ပူပေါင်းတက်တွေဟာ စစ်ကောင်မရှင်တက်တွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီးလုံုံရင်အကြောင်းပြောင်းချက်နဲ့ပြည်သူစစ်တွေဖွဲ့ဖို့ဖိအားပေးခိုင်းစေနေတာဖြစ်ပါတယ်။